ာရောမင်္ဂလာပါဒီနေ့တစ်ချက်သင်မဲ့သင်ခန်းစာကတော့အခန်း3လေ့ကျင့်ခန်းသုတသမနှစ်ကနံပါတ်2ရဲ့3ရဲ့ဖြစ်ပါတယ်။ဒါနံပါတ်2မှာဆိုရင်ကျတော့နှုတ်ပါပါတော့နှုတ်ပါဆိုတကယ်ပေးရတယ် h 2 1နဲ့က 2h 1ကိုနှုတ်ပါပါမယ်။အဲ့တော့နှုတ်တဲ့အခါမှာကျတော့လက္ခဏာပြောင်းရတယ်ပေါ့နော်ပြောင်းမယ်ဆိုတော့အောက်ကဒီအောက်ကအဝရနှုတ်ကင်းရဲ့လက္ခဏာကိုပြောင်းပေးရတယ်။ကျတော့အလျားလိုက်တော့တော့ဆိုရင်နောက်ဆုံးပေးရရှိမှာဆိုလို့ရှိရင်အနှုတ်ပါတယ်ဆိုလို့ရှိရင်ကျတော့ဘင်းရဲ့လက္ခဏာတွေကိုပြောင်းသလိုပဲပေါ့နော်။ ဒါကလည်းအဘွားကျတော့ဘွားတီခင်းကကျတော့ရှေ့ရခွင်းနဲ့ဟာပေါ့နော်အောက်ကနှုတ်ခွင်းကကျတော့နောက်ကခွင်းနဲ့မှာထားရတာပေါ့အဲဒီချီလိုနှုတ်မှာဖြစ်တော့တယ်နောက်ကခွင်းနဲ့မှာရှိတဲ့လက္ခဏာတွေကျတော့ပြောင်းပြရတယ်လို့ပဲနော် plus 2ကလည်း minus 2ဖြစ်မယ် plus 1ကလည်း minus 1ဖြစ်မယ်အဲ့လိုလေးပြောင်းပြရပါတယ်ပြောင်းပြီးပြီးတော့မှကျတော့ minus 2 1နဲ့ minus 1နဲ့ဆိုရင်ကျတော့လက္ခဏာတွေတော့အဲပေါင်းမှာပေါ့နော်လက္ခဏာတော့နှုတ်လက္ခဏာတော့ပြင်တက်တယ်နှုတ်3 3y minus 3y ပေါ့နော်အရှိက plus 8နဲ့ minus 2 8ကိုကြတော့ကျတော့ ရရှိတဲ့အခါမှာဘာလို့ block ရလဲဆိုရင် minus 8ရပါတယ်။ဒါကတော့လက္ခဏာဘူရောနှုတ်ပေးရတာဖြစ်ပါတယ်။ဒါကြောင့်မို့အဖြေက minus 8 minus 3ပါဖြစ်ပါတယ်။မက်ခါဝရကျ 3c 7 dj ကနေ c 2d ကိုနှုတ်မယ်။နောက်တစ်တိုင်းမယ်ရုပ်လက္ခဏာပြောင်းလိုက်မယ်။နော်အနုကအပေါင်းအပေါင်းအနုဖြစ်သွားမယ်။အစဉ် plus 7d နဲ့ plus 2d နဲ့ဆိုတော့ plus 9d ဖြစ်မယ်။ 3c တွေက c ကိုနှုတ်တော့နော် 2d 2c ကျန်တယ်မို့။အဲ့ဒါ 2c plus 9d ပါ။ နမကငယ်ရကြာကျတော့ 5a minus b တဲ့က minus 4a plus 2b ကိုနှုတ်မယ်။ကဲနှုတ်တယ်ဆိုတော့ကျတော့လက္ခဏာတွေပြောင်းပြရမှာနော်။အဲပြောင်းတယ်။ minus b နဲ့ minus 2b ဆိုတော့ minus 3b ဖြစ်မယ်။အဲ plus 5a နဲ့ plus 4a နဲ့ကျတော့ plus 9a ဖြစ်မှာ။အဲဒါရင် 9a minus 3b ဖြစ်ပါတယ်။နောက်ကနမကကြီး minus 3a plus 7ဆက်တဲ့ကနေ 5y plus 2ဆက်ကိုနှုတ်မယ်။နောက်တော့မှလက္ခဏာတွေပြောင်းမယ်။ပြောင်းပြီးတဲ့အခါ plus 7ဆက်တဲ့က minus 2ဆက်ကိုနှုတ်လို့ရှိရင် plus 5z တင်မှာပါနော်။ -3y နဲ့ -5y နဲ့ကိုပေါင်းတဲ့ကောင်ကတော့ -8y ရပါတယ်။နောက်ကနံပါတ်5ပါ 2a² -5a -5 အဲ့ဒါ -8a² တွေက -7 -8a² -7 ကိုကျွန်တော်ကနှုတ်ပြရမှာပါ။အဲ့ဒါသူချင်းသူကအလကောင်က 5a ကြတဲ့အောက်ကဒီနှုတ်ကိန်းနံပါတ်မပါရတဲ့ဒီသူ့နေရာမှာကျွန်တော်နှုတ်ပြထားမှာနော်။အဲ့ဒီ -5 နဲ့ -7 ဆိုတော့-တွဲရမယ်။ -5 ကတော့ဒီအမျိုးပြင်ရင်းမယ်။အဲ 2a² နဲ့ -8a² ကိုလက္ခဏာပြအောင်မနော်။ ဲ့ဒါနော်ဆိုဆိုလက္ခဏာပြအောင်ဆိုတော့ -5 နဲ့ +7 ဆိုတော့ကျော်ကအဲ +2 ရမှာပေါ့နော်ဟိုက +2a² နဲ့ +8a² ဆိုတော့ +10a² ဒီပြက +10a² အလကောင်း5ရဒီတိုင်းပြင်ရင်မယ် -5 နဲ့ +7 ကတော့ +2 ရတယ်။နောက်ကနံပါတ်စာလုံး။နံပါတ်စာလုံးကတော့ -5a² -2b² y ။အောက်ကနှုတ်ကိန်းရကြတော့ကျတော့ aa² b² y 9ပေါ့နော်။ဒါကြတော့ နောက်အောက်မှာတရာဒီကိန်းနေကိန်းနေပြတဲ့နိုင်ကပုံနေရပေါ့အဲပုံနေတဲ့အောင်ကျတော့ဘာလုပ်ရမလဲနောက်ဆုံးမှာထူထားလိုက်မယ်ပြီးကြရင်ကျတော့လက္ခဏာတွေပြောင်းလိုက်မယ်နောက်ပြောင်းပြီးတဲ့အခါမှာအဲ့ဒီမှာနိုင်ရနိုင်တိုင်းမိုင်းနဲ့နိုင်ပေါ့နော်သူက plus နိုင်ရဒီလက္ခဏာတွေကြွားတဲ့အခါမှာမိုင်းနဲ့နိုင်ပြသွားမယ်အပေါ်က -2b² နဲ့ -b² y နဲ့ဆိုတော့အဲ -3b² y ရှေ့က -4a² နဲ့ -aa² ဆိုတော့ -5 a square ပေါ့နော်အဲ့ဒီအဖြေကရှိက -5a square အလဲကောင်ကကျတော့ -3b square ဟောတာနောက်ဆုံးကကျတော့ -9 ပါဟုတ်ပြီနော်ဒါဆိုရင်ဒီကကနံပါတ်1ပေါ့နော်ဟုတ်ပြီဒါဆိုရင်ရောနံပါတ်3ကိုကြည့်မယ်နံပါတ်3မှာကျတော့10 10m square 5m square b 2mb မှာတဲ့ 15m square b m square -mb ကိုနှုတ်ပါတဲ့ဒါဆိုရောမရေးလိုက်မယ်ပြန်ရေးမယ်ပေါ့နော်မျိုးပြန်ရေးမယ်ပြန်ရေးပြီးတော့ကျတော့ခွင်းခတ်ပြီးတော့နော်ဒီရှိက 10m2 plus 5m2 b plus 2mb တဲ့ကနေပြီးတော့ 50m2 b plus m2 minus mb ကိုကျွန်တော်နှုတ်ပေးရပါမယ်။အဲနှုတ်တဲ့အခါမှာငွေရရှိမှာအနုလက္ခဏာတွေဝင်တဲ့လက္ခဏာတွေကြောင်းမယ်ဆိုတော့အဲ plus 50m2 b က minus 50m2 b ဖြစ်မယ်။ plus m2 က minus m2 ဖြစ်မယ်။ minus mb ကကျတော့ plus mb ဖြစ်မယ်နော်။ကဲဒါတို့ချင်းရိုး2 2ဆိုမယ်။ဒါမှတော့နှစ်ထပ်ကိန်းဖြစ်တဲ့ 10m2 ရဲ့ ထပ်သွားပါတော့ m square ရေပေါ့နော်အဲ့ဒါတကွင်းနောက်က 5m square b တကွင်းနဲ့ 5m square b မိုင်းနဲ့ 50m square b ရတကွင်းနောက်က 2mb နဲ့ mb နဲ့တကွင်းပေါ့နော်ဒါဆိုလို့ရှိရင်နော် 10m square တဲ့က m square ကိုနှုတ်တဲ့အခါမှာဒီ 9m square ရမယ် 9m square ရပါမယ်နော်အဲ့တော့ 5m square b နဲ့ minus 50m square b ကြတော့ဒီလိုလက္ခဏာမျိုးကနှုတ်မယ်59.5ကိုတော့10ရ10 10m square b ပေါ့နော် ့ဟိုက 2MB နဲ့ MB နဲ့ပေါ့နော် 3MB ရပါတယ်ဒါဆိုလို့ရှိရင် 9MB square minus 10MB square b လက် 3MB ရပါတယ်ကြည့်ပြီစုံတို့ကဒီနေ့ကတော့နံပါတ်1နဲ့နံပါတ်3နဲ့နံပါတ်1နဲ့နံပါတ်3နဲ့ကတော့ပြီးသွားပါပြီစုံတို့ကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်